မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တော်လန်းအင်အားစုများအကြားအကွဲပြင်းများနဲ့ရန်သူဝမ်းတောင်မလုပ်သင့်ပေစူးစီးညညွကြဖို့ NUG ယာယီသမရသတိပေးတိုက်တော်နယ်အကြောင်းတင်ဆက်ပေးပါမယ်တိုင်းရင်းသားလူမျိုးစုများညညွရန်နဲ့တော်လန်းအင်အားစုများအကြားစုပေါင်းညညွကြဖို့ အကွင့်အပြင်းများနဲ့ရန်သူစစ်တပ်ဝန်တောင်မလုံတဲ့မဲစူးစီးညညကြဖို့အမျိုးသားညညရင်းဆိုရ NUG ရဲ့တမနာဒူဝါလက်ရှိလာကသတိပေးတိုက်တွန်းလိုက်ပါတယ်ဒီကနေ့ပြုလုပ်တဲ့အမျိုးသားညညရင်းအစိုးရရဲ့ရှင်းမြန်းစာ2025ဆူရဖွဲ့အစည်းအဝေးမှာ၎င်းကအထက်ပါအတိုင်းပြောဆိုတာပါမြန်မာနိုင်ငံရဲ့တမိုင်းကအကွင့်အပြင်းဇလက်များနဲ့ပြည်နယ်နေပြီးစစ်အစိုးရဆက်ဆက်ကလည်းသွေးခွဲတက်ရှုအုပ်ချုပ်တဲ့နီးလန်းတွေကိုလက်ဆွဲပြုထားကြောင်းဒါကြောင့်အချင်းချင်းကြားစူးစီးညညကြဖို့လိုအပ်ပြီးအကွင့်အပြင်းတွေနဲ့ရန်သူဝန်တောင်စီဖို့မလုံတဲ့ကြောင်းရှားဤ သမရကတတိပေးပါတယ်ကျွန်တော်တို့နိုင်ငံရေးသမိုင်းကိုလေးလာကြည့်ရဆိုရင်အကွဲပြဲဇလန်းနေကိုပြိနှက်ခဲ့တာကိုလည်းတွေ့ရပါတယ်လူလက်ပြီးခေတ်နောက်ပိုင်းမှာလည်းအကွဲပြဲဇလန်းနေကိုတွေ့ရသလိုအုပ်စုဖွဲ့ဂိုင်းခနာတွေကွဲပြားမှုတွေလည်းအင်မတန်များပြားခဲ့ပါတယ် အခုຫນွေဥတော်လိုင်းကြီးမှာကျွန်တော်တို့ဟာအတန်နိုင်ဆုံးစူးစီးညညမှုကိုထိန်းထားနိုင်မှာစစ်အာဏာရှင်စနစ်အမြင့်ဖြတ်ဖြုတ်ချနိုင်ရင်ကိုစုံကန်းတိုင်တဲ့အထိလှုံ့ဆော်နိုင်မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်အစိုးရခေတ်ဆက်ဆက်မှာစစ်အစိုးရခေါင်းဆောင်တွေရဲ့တွေးခွဲတက်ရှုအုပ်ချုပ်တဲ့နီးလန်းတွေကိုလက်ဆွဲပြုပြီးလှုံ့ဆော်လာခဲ့တာကိုကျွန်တော်တို့အားလုံးသတိချက်တင်တယ်လို့ထင်ပါတယ်။စစ်အစိုးရဆက်ဆက်ဟာလူမျိုးစုညညရေးကိုမလိုလားသလိုတော်လိုင်းအင်အားစုတွေအချင်းချင်းကြားစူးစီးပေါင်းစည်းသွားမှာကိုလည်းမလိုလားပါဘူး။ဒါကြောင့်ကျွန်တော်တို့ဟာရန်သူဝမ်းတောင်းမလို့တင်မှုလို့ယူဆပါတယ်လို့ရှာရီသမရာက သတိပေးပြောဆိုပါတယ်။ဒါပြင်ချင်းတိုင်းသားများဖြစ်ကြတဲ့ချင်းပြည်ကောင်စီနဲ့ချင်းမျိုးသားတိုင်းမြန်ကန်ကောင်စီတို့အကြားပုံပေါင်းစည်းမှုတည့်ရက်လှုပ်ဆောင်နိုင်ဖို့ခြေလှမ်းပြင်နေမှုပေါ်ဝန်းတာကြောင့်ပုံရံသူဖြစ်တဲ့အကြံဘတ်စစ်ကောင်စီကိုအမြင့်ပြတ်တုတ်တင်ချိန်မုန်းနိုင်ဖို့အတွက်အထူးရည်ရွယ်ရမှာဖြစ်ကြောင်း လူမျိုးစုချင်းချင်းကြားညီညွတ်ရေးမှသည်တော်လိုင်းအားစုအားလုံးညီညွတ်ရေးကိုရှေ့ရှုကြဖို့လိုအပ်ကြောင်းဆရာနာရှင်တော်လိုင်းမှအဖွဲ့ပေါင်းများစွာထွက်ပေါ်လာမှုကအင်အားတရဖြစ်တော်လဲတော်လိုင်းဖွဲ့များအားလုံးကိုဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီးတစုတစီရဲ့စုဖွဲ့နိုင်စဉ်ကပိုပြီးအားကောင်းမှုကိုဖြစ်စေမှာဖြစ်ကြောင်း၎င်းကပြောပါရယ်နောက်ထပ်တဲ့ပုံနေနဲ့ကြားဖြန့်အကြောင်းပြအင်အားဖြည့်တင်းနေတဲ့ကွန်ကရစ်တောင်ပိုင်းကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အရသာနှောင်းထိခိုက်ပြီးနေအိမ်ငါးလုံးပျက်စီးရဲ့လို့သိရပါရယ်ကြားဖြန့်နေတဲ့အကြောင်းပြပြီးကရင်ပြည်နယ်ကွန်ကရစ် မြို့နယ်အတွင်းအင်အားအလုံးရင်ဖြစ်တင်းနေတဲ့စစ်ကောင်စီကမနေ့ကညပိုင်းမှာလေကြောင်းမှပုံကျဲတိုက်ခိုက်ပြီးအရက်သားနှောင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အဆိုပါဒေသရှိ Special Operation Group SOG စစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ကွန်ကရစ်မြို့နယ်တောင်ပိုင်းအစွန်ချင်းရွာအတွင်းမလ9ရက်မနက်တနင်္ဂနွေအချိန်မှာစစ်ကောင်စီကလီရင်နဲ့ပုံချင်းချမှုကြောင့်အရက်သားပြည်သူတွေရဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့ SOG စစ်ကြောင်းကထုတ်ပြန်ပါတယ်။ပေါင်900ပုံတိနဲ့မနက်တနင်္ဂနွေအချိန်ကစပြီးနှစ်ချိန်ပုံချင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးအရက်သားပြည်သူများနေအိမ်၅လုံးပျက်စီးကအပြစ်မဲ့ပြည်သူနောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာကစစ်သက်ဆိုင်မှာ လေချောင်းတိုက်ခိုက်ခံရတဲ့နေရာကစစ်ဘက်ဆိုင်ရာပြစ်မှတ်မဟုတ်ပဲအရက်သားပြည်သူတွေနေထိုင်တဲ့ချင်းရွာကိုတိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ SOG စစ်ကြောင်းကဆိုပါတယ်။စစ်ရေးကခုရက်ညင်နေတဲ့အရာကိုလေချောင်းကလာတိုက်တာလို့ SOG စစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်ကကွန်ကရစ်မြို့အထွက်ရှိနှမိုင်ခန့်သာကွာဝေးတဲ့ကော့နယ်ချင်းရွာမှာစစ်ကောင်စီတပ်နဲ့တွန်လိုက်ပူပေါင်းတပ်များအချိန်6နာရီကြာတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ဒါအပြင်ဖေဖော်ဝါရီနောက်ဆုံးပတ်တွင်ကွန်ကရစ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့တွန်လိုက်တပ်များတိုက်ပွဲပြင်းထန်ခဲ့ ယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှ15ဦးထပ်မံတည်ဆုံခဲ့တယ်လို့အဆိုပါဒေသရှိ တော်လိုင်းတပ်တွေကပြောပါတယ်။ကြားဖြတ်အနေနဲ့အကြောင်းပြပြီးမြဝတီဒေသတို့မီ73စီအင်တာနက်ကုန်စည်များစသဖြင့်ဗတ်ဆောင်ဖြတ်တောက်ထားချိန်မှာအင်အားဖြည့်တင်းထားတဲ့စစ်တပ်နဲ့တော်လိုင်းပူးပေါင်းတပ်များကွန်ကရစ်မြို့အနီးဝန်းကျင်မှာပြင်းခဲ့တဲ့ရပ်ပိုင်းတွေတိုက်ပွဲများပြင်းထန်ခဲ့ပါတယ်။ ။ကရင်ပြည်နယ်မြောက်ဒီဒေသမှာကြားဖြန့်ငွေလိမ်လုပ်ငန်းများမှာတရုတ်နိုင်ငံသားများအပါအဝင်နိုင်ငံသားများတောင်းတဲ့ကြီလူကုန်ကူပြီးအလုပ်စေခိုင်းတယ်လို့ဆိုပြီးတရုတ်ထိုင်းဆိုရနဲ့စစ်ကောင်စီပူးပေါင်းပြီးဖေဖော်ဝါရီလဆန်းမှစပြီးလျှက်စစ်မီအင်တာနက်ဆက်သုံးစီနဲ့ကုန်စည်ဝင်ထွက်မှုတွေကိုဖျက်တောက်ခဲ့ပါတယ်။တချိန်တည်းမှာစစ်ကောင်စီကကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာပိတ်ဆို့ခံရတဲ့အောင်စင်းရစစ်ကြောင်းထံ အင်အားအလုံးရင်ပေးဖို့အစင်းလို့ကစစ်ပြင်းနေတယ်လို့ကောက်ရင်ကိုလည်းစစ်ကူများစွာပေးဖို့နေကြောင်းကရင်စင်ရေးတရင်အရှင်မြစ်တွေကပြောပါတယ်စစ်ကောင်စီကကောက်ရင်မျိုးကိုအင်အားအလုံးရင်စင်လို့ပြီးရဲ့နောက်ကောက်ရင်မျိုးနဲ့ဒေါနာတောင်ကြားမှာဖေဖော်ဝါရီလကုန်ပိုင်းမှာတိုက်ပွဲများပြင်းထန်ခဲ့တယ်လို့အဆိုပါနေမြင်ရှိ PDF စစ်ကြောင်းမှုတောင်ကပြောပါတယ်ဒေါနာတောင်ပေါ်မှာစစ်ကောင်စီရဲ့အောင်စင်ရစစ်ကြောင်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF နဲ့ကော့ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေကအပိုင်းပိုင်းဖြတ်တောက်ပေးဆိုထားပါတယ်2024 AP ကကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDN နဲ့ Cobra စစ်သားပူပေါင်းတပ်တွေကမြောက်ရီမြို့ရှိသင်္ကန်းညီနောင်ဖြူဟာ၄ကီကော်နဲ့မြောက်ရီမြို့ဆောက်တပ်ခမာယာ295တရင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အဆိုပါနေရာတွေကိုပြန်လည်ထိန်းချုပ်မယ်လို့ဆိုပြီးအာနာသိန်းစစ်ကောင်စီရဲ့ဒုတိယကောင်ဆောင်ဒုတိယဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကိုရိုင်းကုတ်ခဲ့တဲ့နိုင်ငံတော်အစဉ်အောင်စရာစစ်စင်ရေးလို့အမည်ပေးပြီးတမ55ဦးဆောင်တဲ့အင်အားထောက်နေရခံပါအောင်စရာစစ်ကြောင်းက2024 AB 9ရက်ကစပြီးဖန်အနဲ့မော်လမြိုင်ဘက်မှခြိတက်လာခဲ့ပါတယ်။၄ရက်နဲ့မြရီမျိုးအရောက်ခြိတက်မယ်လို့ ွေးကြော်ခဲ့တော့လဲစိန်ရက်ကြတဲ့အထိဒေါနာတောင်ပေါ်တောနောရီတကောမှာရှေ့ဆက်မတိုးနိုင်တော့ပဲပြိမိနေခြင်းဖြစ်ပါတယ် နောက်ထပ်တစ်ပုတ်အနည်းငယ်ရေစကြိုပခုတ်ကူနဲ့တာစီတို့မှစစ်မှုရန်တပ်သားတဲ့ကိုအလင်းဝင်ပြေးစစ်တပ်စစ်သားမှထွက်ပြေးလာတဲ့တပ်သားတဲ့တအုပ်ကိုလည်းအရှင်ဖမ်းမိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်မှုရန်တပ်သားတဲ့ခြောက်ဦးအလင်းဝင်ရောက်လာပြီးစစ်သားမှထွက်ပြေးလာတဲ့တပ်သားတဲ့တအုပ်ကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်းရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ဖေဖော်ဝါရီလ28ရက်နေ့မှာရေစကြိုမြို့နယ်ခလာယာ958တန်ရင်မှာစစ်မှုရန်တပ်သားတဲ့မင်းမင်းထက်တပ်သားတဲ့စောအိုင်းဆက်တပ်သားတဲ့ထက်ကိုနိုင် ့တသားတင့်ရဲစော်တို့ကပြည်သူ့ကာကွယ်ရေးဘော်များနဲ့ဆက်သွဲက၎င်းတို့ယူဆောင်လာတဲ့ဘုံတီများကြီးများကိုအနံပြီးပြည်သူ့ရင်ခွင်ထံခုလုံလာခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတသားလေးဦးကသခိုင်းတရားပေါ်နဲ့မြန်မာနိုင်ငံအခြားသောနေရာတွေမှာခီးသွားလာရင်အကြမ်းဖက်စစ်ကောင်စီတသားတွေရဲ့တသားတင့်စူစာပေါ်တာဆွဲခံရသူဖြစ်ကြောင်းအဲ့ဒီတသားလေးဦးကို၎င်းတို့ရဲ့မိပါရင်းနဲ့ဆက်သွဲကကောင်းမွန်စွာပြန်လည်အနံပြီးခဲ့ကြောင်းသိရပါတယ်။ မလာတရက်နေ့မှာလည်းရေစကြိုမျိုးနဲ့ခလာယာ956တိုင်းရင်မှာစစ်မှုရန်တပ်သားတဲ့ကျော်စရာဝင်းနဲ့တပ်သားတဲ့ဖိုးကလာတို့နှောက်ကပြည်သူ့ကာကွယ်ရေးဘော်များနဲ့ဆက်သွဲပြီးပြည်သူ့ရင်ကွင်ထံအလင်းဝင်ရောက်လာခဲ့ကြောင်း အလင်းဝင်လာသူနှစ်ဦးယူဆောင်လာတဲ့ပုံတိနဲ့ခရင်များကိုကာကွယ်ရေးဘော်ရီထံအနန်ကကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းသိရပါရယ်ဖေဖော်ဝါရီလ29ရက်နေ့မနက်7:00နာရီခန့်မှာရှိစကြုံမြို့နယ်နဲ့မြောင်မြို့နယ်အစပ်မှာစစ်ကြောင်းထိုးမိရှုနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းရဲ့ခလာရ156လက်အောက်ကစစ်မှုရန်တပ်သားကြော်ထွေးကိုရှိစကြုံမြို့အမှတ်3တောင်ကုန်ပေါ်တနင်္လာမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကဖမ်းဆီးရမိခဲ့ကြောင်းသိရပါရယ် အစိုးရဖန်ဆင်းရမည့်ရဲ့တသားကြော်ထွေးထံမှ MI1 တနက်တလက်ကြီးပေါ၃ပေါင်း9.56ချီ300ခန်းတို့ကိုတင်ဆက်ရမည်ခဲ့ကြောင်းဖန်ဆီးခံရတဲ့တသားကြော်ထွေးက2024ခုနှစ်နိုဝင်ဘာတရနေ့မှာအစံဖတ်စစ်ကောင်စီရဲ့အတင်းအဓမ္မတသားတဲ့အဖြစ်စုဆောင်းခံရသူတအုပ်ဖြစ်ကြောင်းသိရပါတယ်ဖန်ဆင်းရမည့်သူကစစ်ကြောင်းထဲကနေပြီးတော့ရှုံလောင်းကိုကောက်မယ်ဆိုပြီးထွက်လာတာအဲ့လိုထွက်လာတဲ့အချိန်မှာအလောင်းတွေကိုမြင်ပြီးတော့စိတ်တက်ကြသွားပြီးတော့လက်နက်နဲ့ထွက်ပြေးလာတာထွက်ပြေးတာကိုကျွန်တော်တို့လိုက်ဖန်တာလက်ရှိချိန်မှာတော့အရေးယူဖို့တော့မရှိသေးဘူးသူ့အုံပန်းအနေနဲ့ထားထား ထားပါတယ်ပထမဆုံးဝင်လာတဲ့တသား၄ဦးကတော့သူတို့မိဘတွေစီကိုဆက်သွယ်ပြီးတော့ကောင်းကောင်းမွန်မွန်အနံပေးလိုက်ပါပြီနောက်ထပ်အလင်းဝင်လာတဲ့တသားတဲ့နှုံးကိုတော့လက်ရှိမှာလုံခြုံစိတ်ချတဲ့နေရာမှာပဲကောင်းကောင်းမွန်မွန်ထားရှိပေးပါတယ်အခုကျွန်တော်တို့မြို့နယ်မှာပဲအတင်းအဓမ္မပေါ်တာဆွဲခံရတဲ့တသားတွေများတယ်ပေါ့သူတို့အနေနဲ့ကျွန်တော်တို့ပြည်သူရင်ခွင်ကိုခိုးလုံခြင်းနဲ့ဆိုရင်စိတ်ချလုံခြုံစွာနဲ့ခိုးလုံနိုင်တဲ့အကြောင်းကျွန်တော်တို့ဘက်ကနေလည်းအသက်အနည်းအမခံချက်အပြင်နဲ့ခေါ်ဆောင်ပေးမယ်လို့အတိပေးပြောဆိုကြပါတယ်လို့ရှီစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါ ါတယ်။ဒါအပြင်မကွေးတိုင်းပခုတ်ကူမျိုးတမတီယာတင်မစစ်မှုနယ်တပ်သားနောက်အလင်းဝင်ရောက်ခဲ့ကြောင်းဘာမာရီပိုလူရှင်ရိန်ဂျာတဝန်ကကိုကာတွန်းကပြောပါတယ်။မေလာနီယန်နီနဲ့မေလာလီယန်နီမနက်၄နာရီမိနစ်30ခန်းမှာပခုတ်ကူမျိုးတမတီယာတင်မထွက်ပြေးလာတဲ့စစ်မှုနယ်တပ်သားတဲ့အသက်25နှစ်ရွယ်ချစ်စန်းနိုင်နဲ့အသက်28နှစ်ရွယ်ချစ်ကိုရိုနှောင်းကတော်လိုင်းတပ်ဖွဲ့တွေတန်းအလင်းဝင်ဖို့ချိန်ဆက်လာတာကြောင်းဘာမာရီပိုလူရှင်ရိန်ဂျာတပ်ဖွဲ့ကတွားရောက်ခေါ်ဆောင်ပြီးခဲ့ကြောင်းသိရပါတယ်။